မင်္ဂလာပါရှင်ဘာမခက်တဲ့တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုအချိန်မှစပြီးမေလ31ရက်နေ့မွန်လွဲပိုင်းတရင်များကိုစတင်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမအဆုံးတရင်နေနဲ့လနက်ကင်ဖွဲများငင်းချင်းရေးစပွဲဝိုင်းလာပြီးတိုင်းပြည်ထူထောင်ကြရင်ဒေါ်သက်သက်ခိုင်ပြောဆိုရတဲ့တရင်ပဲဖြစ်ပါရရှင် တိုင်းနယ်လနဲ့ကိုင်ဖွဲ့စည်းများနေဖြင့်ငိမ့်ချင်းရေးစပွဲဝိုင်းတို့လာရောက်ပြီးတိုင်းပြည်ပြန်လည်ထူထောင်ကြရင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ကပြောဆိုသည်ရှမန်နီမေလ30ရက်နေ့ပြည်တော်မင်္ဂလာသရီဟိုတယ်မှာပြုလုပ်ခဲ့သည့်မြမပြည်အလေးပိုင်းငလင်ကြီးပြန်လည်ထူထောင်ရေးသုံးသက်ဆွေးနွေးပွဲတွင်ဒေါက်တာတသက်ခိုင်ကဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်လက်ရှိရင်းစစ်ကောင်စီကလည်းအပြစ်ခတ်ရစေးရေးကိုလုံနေသလိုတိုင်းနယ်လနဲ့ကိုင်ဖွဲ့စည်းများကအပြစ်ခတ်ရစေးရေးလှုပ်ထားကြသည့်အတွက်နိုင်ငံအမျိုးသားအကျိုးစီးပွားကိုပဲကြီးရှုပြီးမှအကုန်လုံးလက်တွဲပြီးပူးပေါင်းဆောင်ရွက်ရမည် အချင်းဖြစ်ကြောင်းလဲဒေါက်တာသက်သက်ခိုင်ကပြောသည်ကျမပထမဆုံးမြေတားရက်ခန့်ကျင်တာကတော့ဒီလက်နက်ကင်အဖွဲ့အစည်းတွေအပြည့်ခက်ရစေးရေကိုလုပ်ပြီးတော့မှဒီငိန်ချင်းရေးစပွဲဝိုင်းကိုလာပြီးတော့တိုင်းပြည်ကိုဘယ်လိုစုပေါင်းတည်ထောင်မလဲပေါ့နော်ပြန်လည်တည်ထောင်မလဲအဲ့ဒါလေးကအရေးကြီးပါတယ်နောက်တစ်ခုကပြည်သူလူထုရဲ့ပူပေါင်းပါဝင်မှုကလည်းအရေးကြီးပါတယ်တိုင်းပြည်ချစ်တဲ့စိန်နဲ့ကိုအမျိုးသားအကျိုးစီးပွားကိုပဲဥတည်ပြီးတော့မှအကုန်လုံးကတယောက်နဲ့တယောက်သင်းငင်းခံပြီးတော့မှလက်တွေပူပေါင်းဆောင်ရွက်တဲ့အချိန်ဖြစ်ပါရဲ့ရှင်ဟုပြောသည် ို့သောစစ်ကောင်စီသည်ပြီးခဲ့သည့်ဧပြီလ2ရက်နေ့ကစတင်ပြီး22ရက်နေ့အထိတစ်ချိန်ဧပြီလ21ရက်နေ့ကနေ30ရက်ထိတစ်ချိန်မေလ1ရက်နေ့က31ရက်နေ့အထိတစ်ချိန်တနိုင်ငံလုံးအပြစ်ရဲကြောင်းကြေညာထားသည်ရှင်းကဲ့သို့ကြေညာထားသောလည်းစစ်ကောင်စီသည်တနိုင်ငံလုံးရှိအရသာနေထိုင်ရာနေရာများတော်လိုင်းတပ်ဖွဲ့များနေရာများကိုလေကြောင်းကပုံကျဲတိုက်ခိုက်နေပြီးနှစ်လအတွင်းအရသာရာနေခြေသေးဆုံးနေသည် ထို့ပြင်မြန်မာနိုင်ငံကိုပြန်လည်ယုံကြတည်ထောင်ရန်နိုင်ငံသူနိုင်ငံသားများမှလည်းအဓိကအခန်းကဏ္ဍကပူးပေါင်းပါဝင်ရမည်ဟုဒေါက်တာသက်သက်ခိုင်ကဆက်လက်ပြောဆိုထားသည် ပူပေါင်းဆောင်ရွက်ပြီးတော့မှလုံခြုံရေးအယစိန်ခုံမှုတွေကိုပြည်သူလူထုရင်ဆိုင်နေရတယ်။ပြီးတော့တိုက်ဝဲရှောင်ရတယ်။တိုက်ဝဲရှောင်ရတော့ကိုဒေတာမှကိုမနေနိုင်ဘူး။အလုပ်တွေမလုပ်နိုင်ဘူး။ကလေးတွေဆိုလို့ရှိရင်လည်းကျောင်းတွေပြောင်းရတယ်။သို့မဟုတ်ကျောင်းမနေရဘူးပေါ့လေ။စသဖြင့်ဒီလိုအခက်အခဲတွေအများကြီးရှိရပေါ့နော်။အဲ့လိုကြားရကမှကျမတို့တဘာဝဘေးကိုထတ်ကြုံရတယ်။ကျမတို့အားလုံးကကျမတို့မြန်မာနိုင်ငံကိုပြန်လည်ယုံကြပြီးတည်ထောင်ဖို့ကျမတို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အခမ်းကဏ္ဍကအဓိကအခမ်းကဏ္ဍမှာပါဝင်ရမယ်ပေါ့နော်ဟုပြောသည်။ မြန်မာငလင်းကြောင့်ဌာနဆိုင်ရာပြည်သူလူထုများမှာစုစုပေါင်းဆုံးရှုံးမှုတန်ဖိုးငွေကျပ်383.5ဘီလီယံရှိသည်ဟုစစ်ကောင်စီကမေလ29ရက်တွင်ထုတ်ပြန်ထားသည်။ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးတဦးအပါဝင်73ဗန်းအများအပြားကိုအရကတက်မရောလက်ရဖမ်းမိဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ကြောက်ရွံ့မြုံနဲ့တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူတို့အပါအဝင်စစ်တုံးမှန်အများပြားကိုအရကတက်မရော A ကလက်ရဖမ်းမိခဲ့တယ်လို့သတင်းရရှိပါတယ်။ဖမ်းဆီးခံရသူဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကတော့တိုင်းဆက်ဦးစီးမှု ပထမတန်းကပအာမကြီး3053နှင့်ဒုတိယဗိုလ်မှူးကြီးကျော်လင်းဆိုင်ဖြစ်ပါတယ်။သူနဲ့တူစစ်တုံးမှန်အများပြားကိုလည်းလက်ရဖမ်းမိခဲ့တယ်လို့ကြောက်ပြူမျိုးနဲ့မှ A နဲ့နှီးဆက်တဲ့မျက်မြင်စည်ရေးသတင်းရင်းမြစ်တအူးကနေရစ်စရာသတင်းဌာနကိုပြောဆိုပါတယ်။ ဆင်ချင်းတုံတရားကင်းမဲစွာနဲ့အရခတမရဘောကြောက်လန့်တကြဝရုံသုံးကထုတ်ဆစ်စင်နေတဲ့စစ်ကောင်စီတပ်ဟာမေလ30ရက်နေ့နေကင်းပိုင်းကကြောက်ဖြူမြို့နယ်မင်းတပ်တောင်ကျေးရွာနေနှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှဒုတိယဗိုလ်မှူးကြီးကျော်လင်းဆိုင်အပါဝင်စစ်တုံးမန်အမြောက်များကိုအရခတမရကလက်ရဖမ်းမိခဲ့ရတယ်လို့ပြောပါတယ်။ဒါပြင်လက်ရှိကြောက်ဖြူမြို့နယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးသူကအခုလိုပြောပြပါတယ်။ စစ်ကောင်စီရဲ့ထိုးစစ်ကြောင့်ကြောက်ပြူမှာတိုက်ပွဲတွေနေ့တိုင်းလှုပ်လို့ရှိနေပါတယ်။တိုက်ပွဲဖြစ်တိုင်းစစ်ကောင်စီတပ်တွေအရှုံးနဲ့ရင်ဆိုင်နေကြတာပါ။မနေ့ကမေလ30ရက်နေ့မိုးလေ3နာရီခန့်ကလည်းကြောက်ပြူမြို့နယ်မင်းတက်တောင်ကျေးရွာမြောက်ဘက်မီတာ600ခန့်အကွာရှိစစ်မှုလက်မှုတင်းတန်းကြောင့်တွင်အခြေပြုထားတဲ့စစ်ကောင်စီတပ်ဟာအရက်ခတမရော်ကိုထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲဒီတိုက်ပွဲအတွင်းကျော်လင်းဆိုင်အပါဝင်73မန်းအများပြားကိုလက်နက်ခဲရဲအနေနဲ့အတူအရက်ခတမရော်ကလက်ရဖမ်းဆီးရမိခဲ့ပါတယ်။ ရခိုင်နေရတွေကဖြစ်ပွားခဲ့တဲ့ကြောက်ဖြူတိုက်ပွဲတွေတွင်တမ17ချိန်မြန်တရင်ဌာနချုပ်မှဘုံမှုချုပ်ကျော်မျိုးအောင်နဲ့အလုတ်တင်ဖို့တူကိုလေအရက်ကတက်မရောစနိုက်ပါတပ်ဖွဲ့မှရှင်းလင်းနိုင်ခဲ့ပြီးဘုံမှုချုပ်ကျော်မျိုးအောင်အလောင်းကိုတော့မေလ28ရက်နေ့ကအထူးလေရင်နဲ့ကြောက်ဖြူကနေရန်ကုန်သို့ယူဆောင်သွားခဲ့တယ်လို့သူကပြောပါတယ်။ အဲ့ဒီဗိုလ်မှူးချုပ်အလောင်းကိုစစ်ကောင်စီကပြန်လည်ရရှိသွားခဲ့ပေမဲ့စံနေသေးတဲ့ပြူဟောင်းမှုတဦးနဲ့စစ်ကောင်စီအလောင်း30ကျော်ကိုလက်နက်ခဲယမ်းအချို့နဲ့တူအရခတမရောကသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါရယ်။ကြောက်ပြူမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာရကနေဖြစ်ပွားနေတဲ့တိုက်ပွဲတွေသာဖြစ်ပြီးအရခတမရောကရဲစွမ်းတပ်တွေအပြင်နဲ့ပြန်လည်ခုခံတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်စီတပ်ဘက်ကအကြမ်းဆုံးများပြားနေတာလို့ဆိုပါရယ်။ ကြောက်ပြူမှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွေကိုပြန်ကြည့်ရင်အီအီကထိုးစစ်ဆင်နာမျိုးမတွေ့ရပဲစစ်ကောင်စီကစတင်ထိုးစစ်ဆင်ရကနေတိုက်ပွဲဖြစ်နေတာပဲတွေ့နေရတယ်။အီအီကတော့ခန့်စင်နေပဲရင်ဆိုင်နေတာအသေးချပြင်ဆင်ပြီးပြန်တိုက်တော့စစ်ကောင်စီတပ်ဘက်ကအကြအဆုံးအထိခိုက်များပြားရတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့စစ်ကောင်စီတပ်နဲ့အရခတမရောကြတိုက်ပွဲတွေဟာတရုတ် gas pipeline တွေနဲ့မီတာ6000ကျော်ကွာဝေးနေသေးပေမဲ့တရုတ်ဝန်ထမ်းတွေအပြင်မြန်မာဝန်ထမ်းတွေလည်းလုံခြုံရေးစိုးရိမ်ပြီးထွက်ပြေးနေကြတယ်လို့အဲ့ဒီစီးရီးသတင်းရင်းမြစ်ကပြောဆိုပါရတယ်။တိုက်ပွဲပြင်းထန်နေတဲ့အတွက်ဝန်ထမ်းတွေသာမကစစ်ကောင်စီတပ်သားတွေကလည်းကစင်ကလန်နဲ့ထွက်ပြေးနေကြတာမို့အရခတမရောကနင်းစင်နဲ့အများဖမ်းဆီးရမိနေတယ်လို့လည်းနောက်ထပ်ဒေသအတွင်းစစ်ပွဲအခြေအနေကိုအနည်းငယ်စောင့်ကြည့်နေသူနိုင်ငံရေးသမားတအူးကနေရစ်စရာသတင်းဌာနကိုပြောဆိုပါရတယ်။ ။ကျောက်ဖြူတိုက်ပွဲတွေအတွင်းစစ်ကောင်စီထိပ်ပိုင်းကောင်းဆောင်တွေကမြေပြင်တပ်ဖွဲ့တွေကိုစစ်တိုက်ဖို့အတင်းအဓမ္မအမိန်ပေးစေခိုင်းနေပေမယ့်လက်ရှိပကတိမြေပြင်မှာတော့တိုက်ရင်အလိုက်စိတ်ထက်ပြက်ပြပြီးတိုက်လို့ခိုက်လို့စိတ်မရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအာရခတပ်မတော်ထံယခုရပိုင်းတွင်လက်နက်ဖြင့်လက်နက်မဲအလံဖြူတောင်ကဇက်တိုက်အလင်းဝင်နေကြပါတယ်လို့ပြောပါရယ်။စစ်ကောင်စီတပ်သားတွေအနေနဲ့အရခတမရောကကန်လန်ထားတဲ့အတိုင်းအလံဖြူထောင်လက်နဲ့ချခြင်းဖြင့်အသက်ချမ်းသာရရပြီးမိသားစုတွေနဲ့ဆော့ဆော့တွေ့ဆုံနိုင်မယ်လို့သူကပြောပါရယ်။ လက်နဲ့ချညံ့ခံတဲ့စစ်သားတွေနဲ့ကျွန်တော်တို့တွေ့တော့သူတို့ကသူတို့ရဲ့လုံပေါ်ကိုင်းမဲ့စစ်သားတွေကိုအကြံပြုပေးပါလို့ပြောဆိုပါရယ်အရက်ကတမ်ရမထုတ်ပြန်ထားတဲ့အလံဖြူထောင်လက်နဲ့ချမူဝါဒအတိုင်းကျောက်ဖြူမျိုးပတ်ဝန်းကျင်မှာထိုးစစ်ဆင်တိုက်ခိုင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့စစောအလံဖြူထောင်ရင်စစောအသက်ရှင်ကျန်ရစ်စင်မယ်မိသားစုဆွေမျိုးတို့နဲ့စစောတွေ့ဆုံရလိမ့်မယ်ဒါကြောင့်အသေးခံမေးတိုက်မနေကြနဲ့လက်နဲ့ချဖို့ပြောလိုက်ပါတယ်လို့ပြောဆိုပါရယ် အရက်ခတမရောကလည်းလက်နက်နဲ့အလင်းဝင်လာသူတွေကို73မန်းဥရီအတိုင်းအကောင်းမှုဆုံးလက်ခံပေးနေတဲ့ကဲတို့ထိုက်တန်နဲ့စုငွေတွေကိုလည်းပေးအပ်ခါမိသားစုဆွေမျိုးတွေထံကိုလွှဲပြောင်းမှုတွေကိုလည်းဆက်တိုက်လှုပ်ဆောင်ပေးနေတယ်လို့သိရှိရပါတယ်။ ဆလံပင်ပြည်သူလူထုနဲ့တသားရဲရတရန်နဲ့တော်လိုင်းရေးလုံမဆာရန် KAKNDF စစ်ဦးစီးချုပ်ဘုံမှုချုပ်အောင်မြတ်တရီပေးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တော်လိုင်းရေးတပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူလူထုနဲ့တသားရဲရတရန်နဲ့တော်လိုင်းရေးလုံမဆာရန် KAKNDF စစ်ဦးစီးချုပ်ဘုံမှုချုပ်အောင်မြတ်ကတရီပေးလိုက်သည်။ ရှနေမေလ31ရက်နေ့တွင်ကြာရောက်သည့်ကရင်နေပြည်အမျိုးသားကာကွယ်ရေးတပ် KNDF တီထောင်ခြင်းလေးနှစ်ပြည့်ခမ်းနားတွင်၎င်းကအထက်ပါအတိုင်းသတိပေးလာခြင်းဖြစ်သည်။ရှဲဘော်တို့မိမိတို့ရဲ့ယာတို့များကိုအလွဲသုံးစားမပြုဘဲလူတို့များနှင့်တသားရဲရက်တရန်လိုအပ်ပါれ။ပြည်သူလူတို့အပါအဝင်ပြည်တွင်ပြည်ပမှအထောက်ပံ့များကိုအလွဲသုံးစားမပြုရန်နှင့်တော်လိုင်းရင်မလုံစားရန်လိုအပ်တဲ့တော်လိုင်းရဲ့အတွက်မှန်ကန်ထိရောက်သည့်နေရာတွင်သာအသုံးပြုရန်လိုအပ်တဲ့လက်ရှိနိုင်ငံရေးအရေးနှင့်မိမိတို့တော်လိုင်းရင်တမိုင်းအစဉ်လာကိုလည်းသတိမမေ့ကြရန်ပြောကြားလိုတယ်။ရန်သူများ သွေးခွဲစကားများနဲ့အမျိုးသားရေးညီညွတ်မှုထိခိုက်စေမည့်ပုံကိုများကိုတရေပြုချလိုပါရဲဟု KNDS ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်ကပြောကြားသည် ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဖွဲ့စည်းခဲ့ဒီမှာ၄နှစ်တိတိပြည့်ပြီဖြစ်တဲ့ဖြင့်အကောင့်အစိုးအကျိုးကြောင်းလည်းသိရှိပြီးဖြစ်ကြောင်း KNDF တပ်ဖွဲ့သည်လက်နက်ကင်တပ်ဖွဲ့တစ်ခုသာဖြစ်၍နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သည်ကိုသိရှိရန်လိုအပ်ကြောင်းအသိပေးထားသည်လက်နက်ကင်တပ်ဖွဲ့ဆိုသည်မှာအမိန့်ညွန်ကြားချက်ကိုသာတိုက်မမက်လိုက်နာရမည်ဖြစ်ပြီးနိုင်ငံရေးကိုလည်းနားလည်သိရှိထားရမည်ဖြစ်ကြောင်းစစ်မြေပြင်တွင်လိုက်နာရမည်ကျင်းဝဥပဒေစည်းကမ်းလူထုအရေးကလေးတငယ်အမျိုးသမီးအရေးမူရစ်စေဝါများကိုကာဝေးတိုက်ဖျက်ရန်လိုအပ်ကြောင်းအထူးသဖြင့်တာဝန်ကျနေရရင်ဘိန်းဆိုင်ပြု ူချင်းများတမြင်ရန်အထူးလိုအပ်ကြောင်းဆက်လက်အသိပေးထားသည်။လေးနှစ်တာကာလတွင်ကြုံတွေ့ခဲ့ရသည့်အခက်အခဲများစိန်ခေါ်မှုများနှင့်ရဲဘော်လူငယ်များ၏အသက်သွေးချွေးများပြည်သူလူထုအိုးအိမ်များများစွာပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်းသူတို့ဆုံရှုံမှုပေးဆက်ရမှုများသည့်ဓမ္မတာပင်ဖြစ်ပြီးကရင်နီအမျိုးသားများနှင့်တကွမြန်မာနိုင်ငံသူနိုင်ငံသားတိုင်းရင်းသားများအလုံးလွတ်မြောက်ရေးအတွက်ရှင်နီတော်လန်တိုက်ပွဲတွေခရီးရောက်နေပြီဖြစ်ကြောင်း KA KNDF စစ်ဦးစီးချုပ်ဘုံမှုချုပ်အောင်မြတ်ကပြောဆိုသည် ရဲဘော်တို့ကရင်နှင့်မြို့သားများကာဝေးရေးတက်သည့်လက်နက်ကင်တစ်ခုဖြစ်သေးနေအညီပြည်သူလူထုအိုးအိမ်များကိုကာဝေးဆောင်ရှောက်ရန်ဥပဒေနှင့်အညီပြုမှုနေထိုင်ကျင့်ကြံရန်တပ်တွင်စီလုံးညီညွတ်မှုနှင့်ပြည်သူလူထုများအားကိုးရသည့်တက်မတော်အဖွဲ့ဖြစ်ရန်အထူးလိုအပ်သည်ဟုပြောကြားလိုပါသည်။လေနှစ်တာကာလအတွင်းအသက်ဆုံးပေးဆက်သွားကြသည့်ရဲဘော်ရဲဘက်များနှင့်၎င်းတို့၏မိသားစုဝင်များအားကိုညီဖေးမှဆောင်ရှောက်ရန်နှလုံးသွင်းထားကြဖို့အထူးသတိပေးလိုပါသည်ဟု၎င်းကဆက်လက်ပြောကြားသည်။ရှာရုံနှင့်တောင်ဝက်တရားကိုခွဲခြားသည်မြင်မိမိတို့၏ယုံကြည်ချက်ခံယူချက် ချီမှန်းချက်များမပြောက်ပြတ်သွားရင်အထူးလိုအပ်ပြီးခရင်နေသည့်တမိုင်းစင်လာကြီးမသည့်အမျိုးသားများဖြစ်သောကြောင့်တမိုင်းကျောင်းစင်လာများကိုဆက်လက်ထိန်းသိမ်းကအောင်မြင်မှုလမ်းစီသို့ဆက်လက်ချီတက်သွားကြရင်တိုက်တွန်းထားသည်။ ဆက်လက်ပြီးတောင်သာရင်စစ်ကူနှင့်ရိခါပိုးက၂စီကိုခြားဖြတ်တိုက်ခိုက်မှုဆက်သားအလောင်း၂လောင်း၃၃မန်းတူလက်နက်ခဲယမ်းများနဲ့ကားတစီသိမ်းဆီးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတောင်သာမြို့နယ်တွင်စစ်ကောင်စီတပ်အတွက်စစ်ကူနှင့်ရိခါပိုးက၂စီကိုခြားဖြတ်တိုက်ခိုက်ခဲ့ရာဆက်သားအလောင်း၂လောင်း၃၃မန်းတူလက်နက်ခဲယမ်းများနဲ့ကားတစီသိမ်းဆီးရရှိကြောင်းတောင်သာမြို့နယ်ပကဖားမှတာဝန်ရှိသူတို့ကရှန်ကုန်ခဲ့တဲ့သတင်းဌာနထံသို့ပြောကြားသည်။ မေလ28ရက်နေ့ည9:00နာရီခန့်ချိန်တောင်သာမြို့မှဝဲလောင်ကြီးရွာဘက်သို့ထွက်လာသောအင်အား10ခန်းပါအန်စာရုံကနှင့်အင်အား20ခန်းပါဆဲဗီအတူကားတို့ကိုတောင်သာဝဲလောင်လမ်းမိုင်းတနေရာတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားနှင့်ရဲအများပြားတိုင်ရရရှိပြီးကစင်ကလာထွက်ပြေးသွားကြောင်းသိရသည်။ အရှိတစည်းကိုလည်းပြင်နိုင်တယ်အရှိတစည်းတွေကလည်းဒံရရစခနဲ့ရခရီရှိတယ်နောက်ကားတစည်းကတော့ကားပါရလိုက်တာဆိုတော့ဒီကားပေါ်မှာပါအလောင်းလေးချန်ခဲ့တယ်ဒံရနဲ့လည်းထွက်ပြေးလွမြောက်သွားတာတွေရှိတယ်တိုက်ဝဲဖြစ်ပေါ်ရနေရမှာတော့သွေးခွက်တွေပါရီတွေ့တယ်စစ်တုံးမန်းကလည်းပြောတယ်ဒံရတော်တော်များများရကြတယ်လို့ပြောတယ် စစ်တုံမန်းကရှဲတက်သားလို့ပြောရဲ့ ARV တိုင်းသားရန်ကုန်မှော်ပြီးရှဲတက်ရင်ငါကလို့ပြောရဲဟုတောင်သာမြို့နယ်ပကဖာမှာတောင်ဝင်ရှိသူတို့ကရန်ကုန်ခေတ်တည်ထင်ဌာနထံသို့ပြောကြားသည်ထို့သို့တိုက်ခိုက်ပြီးနောက်တိုက်ပွဲဖြစ်ပွားရာနေရာကိုနေမြေရှင်းလင်းရန်စစ်ကောင်စီတပ်သားအလောင်းနှလောင်းနဲ့အတူစစ်တုံမန်းအရှင်တို့ပါဖမ်းမိခဲ့ကြောင်းထို့ပြင်ဆယ်ဘီတို့ကတစီ G4 မျိုးစားတနက်တလန်5.56 G328 တောင်း 63ကြီ468တောင်း60မမပုံဒီ6လုံးအိုင်ကွန်ဆက်တလုံးလက်ပစ်ပုံ2လုံးကြီးပေါင်း10ပေါင်းနဲ့ R7 အဖို့တဖို့တို့ကိုတင်စီရရှိခဲ့ကြောင်းသိရှိရသည်အဆိုပါတိုက်ခိုက်မှုကိုတောင်သားမျိုးနဲ့ပြည်သူ့ကောင်ရေးအဖွဲ့မှရှယ်ဝန်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်